EU မှငွေကြေးထောက်ပံ့ထားသောစိမ့်နှံမြမစီမံကိန်းစတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဥရောပသမဂ္ဂ EU မှငွေကြေးထောက်ပံ့ထားတဲ့မြန်မာနိုင်ငံရှိတရိတ်ဆန်အစားတန်ဖိုးခွင့်ဆက်ဆိုင်ရာ စီးပွားရေးဆက်ဝန်းကိုအားကောင်းလာစေရေးစိမ့်လန့်မြန်မာစီမံကိန်းကိုစတင်အကောင့်ထဲပေါ်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဆွစ်အေရှာဒေတာအတွင်းအစီအစဉ်အောက်မှစီမံကိန်းရဲ့တစ်တကူဖြစ်တဲ့စိမ့်လန်းမြန်မာစီမံကိန်းကိုယခုလတတိယအပတ်ကစတင်မိတ်ဆက်လိုက်တာဖြစ်ပါတဲ့အဆိုပါစီမံကိန်းမှာတဆင်ပြိဆန်အစားထုတ်လုပ်ရေးလုပ်ငန်းများမှပါဝင်တဲ့အသေးစားစီးပွားရေးလုပ်ငန်းများအားစီးပွားရေးဆောင်ဝန်ဆိုင်ရာစံနှုန်းများနဲ့ကောင်းမွန်သော လုပ်ငန်းကျင့်သုံးမှုများကိုအသုံးပြုနိုင်ရေးအတွက်ပံ့ပိုးထောက်ပံ့သွားမှာဖြစ်ပါတဲ့ ယခုစီမံကိန်းဟာလုပ်ငန်းများအားတန်ရှင်းသောဤပညာများနဲ့ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုများကျင့်သုံးနိုင်စေဖို့ကူညီပေးတဲ့အပြင်သုံးဆွဲသူများအနေနဲ့လည်းမိမိတို့ရဲ့နေစဉ်ဘဝအတွင်းတာဝန်ယူမှုရှိတဲ့ရွေးချယ်မှုများနဲ့လူနေမှုဘဝများကိုကင်တွယ်ဆောင်ရွက်နိုင်ဖို့ကူညီပေးတဲ့စမ်းသပ် project များကိုငွေကြေးထောက်ပံ့ပေးတဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။